င်ပြင်မှာစွန့်အားသွားသောမိခင်မိလောင်ပြင်တွင်ဝမ်းနေပူဆွေးစွာငိုကြွေးတံများဘဝညံနေသည်အမျိုးသမီးအချို့ကမြေပြင်၌လူးလဲ့၍ငိုကြွေးနေကြသည်အမျိုးသားများကလည်းအော်ဟစ်၍မိလောင်ပြင်တွင်အသက်ရှင်နေသူများရှိအောင်မလား ြားပန်းခတ်ရှာပွေနေကြသည်။ကဘာပြတ်တယ်လို့စူညံနေသည့်ထိုနေရာ၌အမျိုးသမီးကြီးတဦးငုံငုံကြီးရက်နေသည်။မျက်ရည်တွေကြားမှသူ့မျက်လုံးများကတောင်တောင်တောင်ဖြစ်နေသည်။တခုခုကိုအော်ဟစ်ရန်ဟန်ပြင်းနေပုံရတော့လေအတန်ကထွက်မလား။ဖလန်တဲအင်ကြီးကွက်ကြားဝစ်ထားသောအတန်90ခန်းအရွယ်အဆိုပါမျိုးသမီးက ့ဘေးပဝင်းကျင်ကိုဂယုမဆိုင်နိုင်ရှာသူ့ကိုသူပဲတရိလက်လော့ဖြစ်နေပုံရသည်မီးလောင်ပြင်ပါဗျာသူ့သားလေးကိုလိုက်ရှာနေတာသူအတန်တိတ်မသွားခင်အထီတော့တားရေတားလေးရေလို့အော်ခေါ်နေခဲ့တာအဆိုပါမျိုးသမီးကိုမြင်တွေ့ခဲ့သူတအူးကပြန်ပြောပြခြင်းဖြစ်ပါသည် တပိတ်ချင်းမြို့နယ်ရဲထွက်ရွာကိုစစ်ကောင်စီတပ်ကဧပြီလ19ရက်နေ့လယ်တနာရီခန့်ကတိုက်လေရင်နဲ့ဘုံကျဲအပီမင်းနဲ့အနှဲငယ်အကြာမှာမီးလောင်ပြင်မှာတွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ဒီဘုံကျဲတိုက်ခိုက်မှုမှာကလေးငယ်အချို့ပါဝင်24ဦးထပ်မင်းနဲ့ရုပ်ပြက်ဆင်းပြက်တိတ်ဆုံးခဲ့ပါတယ်။တိတ်ဆုံးသူများထဲမှာတော့အထက်ပါအမျိုးသမီးကြီးရဲ့သားဖြစ်သူ ပါသွားခဲ့ပါတယ်။မီးကျွမ်းနေတဲ့ကလေးငယ်ရုပ်လောင်းတချို့ကမီးလောင်ပြင်မှာဖွာလန်ကျဲသွားခဲ့ပါတယ်။အပိုင်းပိုင်းဖြစ်သွားတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုဒေသခံတွေက တစစီလိုက်ကောက်ခဲ့ကြရပါတယ်။တချို့ခန္ဓာကိုယ်တွေကတော့မီးသွေးတုံးအလားဖြစ်သွားပါပြီ။သူတို့သားချင်းတွေရဲ့ခြေထောက်တွေလက်တွေကို လိုက်ကောက်နေတာဗျာ။ကျွန်တော်ငိုမိတယ်။မကြည့်ရခဲ့ဘူး။ လေကြောင်းတိုက်ခိုက်မှုအပြီးမိနစ်20ခန့်အကြာမှာထိုနေရာကိုရောက်ရှိသွားတဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တအူးကဖွင့်ဟတာဖြစ်ပါတယ်။ဧပြီ16ရက်နေ့ကတိုက်ခိုက်မှုကတပိတ်ကျင်းမြို့နယ်အတွင်းမှာလူအစုလိုက်အပြုံလိုက်တေဆုံးစေတဲ့ပုံကျဲမှုကိုစစ်ကောင်စီက၂ရက်ဆက်တိုက်ကျူးလွန်ခြင်းဖြစ်ပါတယ်။ဧပြီ18ရက်နေ့မနက်09:00ကြောကတပည့်ကြီးမြို့နယ်လက်ကြကြေးရွာကို စစ်တပ်ကလေကြောင်းကနေဘုံကျဲတဲ့အခါမှာလဲဒေသခံပြည်သူ73ဦးသေဆုံးခဲ့ပါတယ်။ယခုရေထွက်ရွာကိုဘုံကျဲတဲ့ဖြစ်စဉ်မှာလဲ24ဦးထပ်မင်းနဲ့သေဆုံးပြီးတော့ဒဏ်ရာရသူတွေအထဲမှာတချို့ထပ်မံပြီးတော့သေဆုံးသူတွေလည်းရှိတယ်လို့ဒေသခံတချို့ကပြောပါတယ်။ဒါကြောင့်တပိတ်ချင်းမြို့နယ်မှာနှစ်ရက်အတွင်းကလေးငယ်တွေအပါအဝင်လူ40ကျော်ကိုစစ်ကောင်စီကတပ်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုမတိုက်ခိုက်မီဧပြီလ18ရက်မြန်မာနှစ်ဆန်းတရက်နေ့ကအာနာသိန်းစစ်ကောင်းဆောင်မဲဟောင်းလိုင်းကနိုင်ငံပိုင်မီဒီယာကနေတဆင့်စကားတခုပြောခဲ့တာရှိပါတယ်အဲ့ဒီစကားကပောက်ပန်း40ပြောခြင်းလို့လူတို့ကရှုမြင်ခဲ့ကြပါတယ်။အဲ့ဒီစကားကတော့မြမနစန်းတရက်နေ့မှာပြည်အောင်စုဘွားတိုင်ရင်သားမိဘပြည်သူအလုံးဘေးဝေးရာများကင်းဝေးစေကြောင်း စုမုံကောင်းတောင်းအပ်ပါသည်လို့ဖြစ်ပါတယ်။လူလူကရှုပ်မြင်တယ်လို့ပဲပေါက်ပန်း40စကားပြောခဲ့တာဖြစ်ပါတယ်။သူပြောပြီးနိုင်အနှဲငယ်အတွင်းမှာတော့မိုးကုတ်မြို့ကိုစိတ်အုပ်စုကပုံမိုးကျဲခဲ့ပါတယ်။စကိုင်းငလျင်ကြီးကြောင့်ပြန်လဲထူထောင်ရေးလုပ်မယ်လို့ဆိုပြီးစိတ်အုပ်စုကဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိရပောင်း20ကြာအပြည့်ရက်တည်လို့ တကဘာလုံးကိုလိန်ညာပြီးတကြံကာလကိုပင်မရှောင်းတရက်မပြတ်နိုင်ငံတဝန်းမှာဘုံပတ်ကျဲခဲ့ပါတယ်မြမနှစ်ဆန်းတရက်နေ့မှစပြီးတော့စစ်ကောင်စီကစင်ကူတပိတ်ချင်းညောင်လေးပင်ကြောက်တော်မိုးပြဲလေးမျက်နာဝန်းတူကောက်ကရိတ်နဲ့မိုးကုတ်စတဲ့တောင်တန်းမြေပြတ်မကြမ်းဒေသအနှံ့ဘုံမိုးရွာ၍လူတက်ပွဲပြုလုပ်ခဲ့ပါတယ် ထိုအထဲမှာတော့ဖလန်တဲ့ဖြင်းအင်ကြီးကိုဝတ်ထားတဲ့တားပြောက်ရှာနေတဲ့မျိုးသမီးကြီးနေထိုင်ရာရေထွက်ရွာကတော့အဆိုးရွာဆုံးဖြစ်ပြီးပြည်သူများအဆုလိုက်အပြုံလိုက်အသက်ခံခဲ့ရခြင်းဖြစ်ပါတယ်။ဧပြီလ20ရက်နေ့ညနေပိုင်းမှာလဲလေချောင်းကနေ ထပ်ပြီးတော့ဘုံကျဲခဲ့ပြန်ပါတယ်။စစ်ကောင်စီတပ်ကအညိုတကြီးဘုံကျဲနေတဲ့ရေထွက်ရွာဆိုတာ ော်လန်ရေးအင်အားစုများလှုပ်ရှားခြင်းမရှိဘဲနဲ့ဒေသခံတွေဈေးရောင်းဈေးဝယ်ဖောက်ကားတဲ့ရွာကြီးဖြစ်ပါတယ်။တပိတ်ချင်းမြို့ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားတဲ့မြို့ဖြစ်ပေမဲ့ရေထွက်ရွာမှာတော့တပ်ဆွဲနေထိုင်ခြင်းမရှိပါဘူး။အဲ့ဒီရွာကိုမှစစ်ကောင်စီကအညိုတကြီးနဲ့ပြစ်မှတ်ထားဘုံကျဲနေတာပါ။အခုဟာက သူတို့ကပြည်သူတွေနဲ့ကျွန်တော်တို့ကြားမှာရန်တိုက်ပေးနေတာမင်းတို့ PDF တွေထိမ့်ချုပ်ထားလို့ငါတို့ကပြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ PDF နဲ့ပြည်သူကိုရန်တိုက်ပေးတဲ့သဘောပဲဗျာလို့ PDF တဦးကပြောပါတယ်သူကပဲဆက်ပြီးတော့ကျွန်တော်ကအဲ့လိုမဖြစ်စေချင်ဘူးတကယ်တရားခံကိုပြည်သူကသိရမယ်အဲ့ဒီတရားခံကိုပဲနာကြည့်ရမယ်မုန်းတရမယ်တော်လန်လူစိတ်တွေမွေးဖွားရမယ် တာမျိုးပဲဖြစ်စေခြင်းနဲ့ကျွန်တော်ကလို့ပြောပါတယ်။ဧပြီလ20ရက်နေ့မှာတော့ရေထွက်ရွာမှာ မီးလောင်ပြင်းကြီးမရှိတော့ပါ။ပျက်စီးနေတဲ့အိမ်တွေက အမြင်မတင့်တယ်စွာ ရှိနေပါတယ်။ပုံကျဲခံရတဲ့အတွက်ကြောင့်ရုပ်ပြက်ဆင်းပြက်တေဆုံးသွားခဲ့ရသူများရဲ့နာရီးကိုလည်းအမြန်ပြုတ်လုလိုက်ပြီဖြစ်ပါတယ်။အဲ့ဒီနာရီးတွေကို လိုက်ပါသူများထဲမှာတော့ အလန်တဲအင်ဂျီဝဲအမျိုးသမီးကြီးလဲပါဝင်လာခဲ့ပါတယ်။သို့သောယနေ့အထိဘာစကားမှမပြောဘဲစွန့်အနေစေဖြစ်ပြီးနာယေးမအပြန်တွင်မီးလောင်ခြင်းအနေမှတဦးတည်းဖြတ်သွားတာကိုတွေ့ရတယ်လို့ဒေသခံတချို့ကပြောပါတယ်။သူ့ဘဲကိုသွားလဲဆိုတာကိုမြေသူမြတိတိကျကျမသိပဲ။